ဆင်းရင်အင်းဆိုင်ရာအဘိဘေတတ်မှတ်ချက်များက site area site area ဆိုဒီမှာတီးနှံ site ပြိုးရန်အလို့မှာနီလန်းတကြထွန်ရဲ၍ site ပြိုးမိနီလန်းနှင့်ရောညီစွာမျိုးစေ့ကိုမြေတိုးချလျင်ဖြစ်စေပြိုးနောင် site ပြိုးသောတီးနှံဖြစ်ပါကပြိုးခင်းမှပြိုးပင်များကိုနှုတ်ယူပြီး site ခင်းတွင်သို့ရွှေပြောင်း site ပြိုးပြီးလျင်ဖြစ်စေအဆိုပါ area များကို site area ဟုခေါ်ပါသည် ရေကြီးနှမြုပ်သည့် area မိုးရေကြောင့်ဖြစ်စေမြချောင်းရေရှမ်းခြင်းကြောင့်ဖြစ်စေရေကြီးနှိမ့်မြုပ်သည့်ဧရိယာများတွင်စိုက်ပျိုးပြီးတည်နယ်များနှင့် စိုက်ပျိုးမှုမှအပအခြားမြေများတွင် ရေကြီးနှိမ့်မြုပ်မှုရှိတဲ့ရာစိုက်ပျိုးပြီးတည်နယ်များနှင့် ပတ်သက်၍ထိခိုက်ဧရိယာပျက်စီးဧရိယာများအခြေအနေပျက်စီးမှုရှိပါက ပြန်လည်စိုက်ပျိုးနိုင်သောဧရိယာများအခြေအနေကိုတိတာထင်ရှားအောင်ဖော်ပြအစီရင်ခံရပါသည်ထိခိုက်သည့်ဧရိယာ ထိခိုက်သည့်ဧရိယာဆိုသည်မှာရေကြီးနှိမ့်ုပ်ခြင်းကြောင့်တော်၎င်းသို့မဟုတ်မိုးလိုမိုးနေခြင်းကြောင့်တော်၎င်းသို့မဟုတ်အိုးမွားယောဂါကြာရောက်ခြင်းကြောင့်တော်၎င်းသို့မဟုတ်အခြားအကြောင်းများကြောင့်တော်၎င်းတင်းနံအထွတ်တာမန်တေကနှုံအောင်ယောနေထွက်ရှိမိဧရိယာများနှင့်လုံးဝပျက်စီးသည့်ဧရိယာများပေါင်းခြင်းဖြစ်ပါသည် ကပျက်စီးသည့် area ပျက်စီးသည့် area ဆိုဒီမှာ လုံးဝရိတ်သိမ်းခြင်းမပြုနိုင်သည့်ဒဇင်လွတ်သောတီးနယ် area များကို ဆိုလိုပါသည်။နှင့်ပြန်လည်စိုက်ပျိုးနိုင်သည့် area ဒဇင်လွတ်ပျက်စီးသည့် area တွင်ရင်းသီးနံကိုပင်ရာသီချိန်မီ ပြန်လည်စိုက်ပျိုးသည့် area ဖြစ်ပါသည်။စကြံချားမြေများ၊နေရာလုတ်ကင်ခြင်းမပြုနိုင်သည့်တဲကန္နာယ ကျောက်ကုန်းပြောင်တလင်းပြင်ကျောက်တောင်ကျောက်ဆောင်ကျောက်ကမ်းပါကျောက်ဆွေကုန်းကိုဝံကုန်းချင်းကျောက်မြေကြတီကုန်းစားပေါ့မြေဆက်ပြပေါ့မြေစိမ့်ပေါ့မြေနွန်ပေါ့မြေရေခဲတောင်ဖွတ်ချေးမြေစသည့်လုံးဝစိုက်ပျိုးခြင်းမပြုနိုင်သည့် area များပါဝင်ပါသည်ဆက်ဆဲမြချောင်းတွင်းရှိရေစည်းရေလာကိုမြင့်တင်လွှဲယူရန်အတွက်မြချောင်းများကိုဖြည့်၍တိဆောက်ထားသောရေအားအဆောက်အအုံဖြစ်ပါသည် ထိုစီမမြည်ရီချောင်းရီကိုတူးမြောင်းများဖြင့်လွှဲယူပြီးစိုက်ပျိုးဧရိယာများသို့ရေပေးသွင်းပါသည်ရေလွှဲစေများတွင်ရေတူလောင်ထားခြင်းမပြုနိုင်ပါစာကံမြချောင်းများ၏ရေစည်းရေလာကိုတမန်ဖြင့်ပိတ်၍ရေကိုတူလောင်ထားသည့်ရေကံဖြစ်ပါသည်တူလောင်ထားသောရေကိုရေထုပ်ပေါက်မှတဆင့်ထုတ်လွှတ်၍ရေပေးဝေပါသည်ဆက်ရေသွင်းဆိုင်ဧရိယာ ရေသွင်းဆိုင်ဧရိယာနယ်နမိတ်အတွင်းမှဧရိယာပေါ်တွင်နှစ်အတွင်းတီးနှံတစ်ကြိမ်ဖြစ်စီတစ်ကြိမ်ထက်ပို၍ဖြစ်စီရေသွင်း၍စိုက်ပျိုးသည့်တီးနှံများ၏ဧရိယာကိုရေသွင်းဆိုင်ဧရိယာအဖြစ်မှတ်ယူရပါသည်တီးနှံတစ်ခုစိုက်ပျိုးအောင်မြင်မှုအတွက်ရေလိုခြင်းကိုမိုးရေသို့မဟုတ် စီးနင်းသို့မဟုတ်ညီအောင်ပင်ကိုအဆိုးဘက်များအပြင်တဘာဝမဟုတ်သည့်နည်းလမ်းများဖြင့်ရေရယူစိုက်ပျိုးခြင်းဖြစ်ပါသည် ညတတိဆိုင်ပြူချင်းတစ်နှစ်အတွင်းမြည်သည့်ရာသီတွင်မဆိုတီးနံတစ်မျိုးကိုတစ်ချိန်တည်းသာဆိုင်ပြူချင်းဖြစ်ပါသည်အဲတီးထက်ဆိုင်ပြူချင်းတစ်နှစ်အတွင်းတရာသီတွင်တီးနံတစ်ချိန်ဆိုင်ပြူရိတ်သိမ်းပြီးနောက်ဆက်လက်၍နောက်တရာသီတွင်တစ်ချိန်ထက်မှန်တီးနံဆိုင်ပြူချင်းတို့တီးမဟုတ်နောက်ထပ်တစ်ချိန်ထက်ပို၍တီးနံဆိုင်ပြူချင်းဖြစ်ပါသည်ထိုင်ထတီးညက်ဆိုင်ပြူချင်း တစ်နှစ်အတွင်းတရားသည်တွင်တစ်ချိန်တည်းအသီးနှံတစ်မျိုးထက်ပိုမို၍ရောနှောစိုက်ပျိုးရာတွင်အ धिक အသီးနှံမဟုတ်ပဲညက်၍စိုက်ပျိုးခြင်းဖြစ်ပါသည်။အအသားတင်စိုက်ဧရိယာအသားတင်စိုက်ဧရိယာသည်သီးနှံတစ်မျိုးတည်းစိုက်အသားတင်ဧရိယာနှင့်သီးညက်အသားတင်စိုက်ဧရိယာပေါင်းခြင်းဖြစ်သည်။စူးစူးစိုက်ဧရိယာစူးစူးစိုက်ဧရိယာသည် အသားတင် site area နှစ်ကြိမ် site area နှစ်ကြိမ်ထက် ပိုမို site area နှင့်အသား site ထက်ပိုမိုထွက်ရသည့်ဒီညက် area ပေါင်းခြင်းဖြစ်သည်။နလက်ရှိ area လက်ရှိ area သည်အသားတင် site ပြိုးသည့်မြေနှင့်လှက်ထားသည့်မြေပေါင်းခြင်းဖြစ်သည်။တရရွာသွင်းမြေမိုးရေချင်း ရွာသွန်းရဲမိုးရေချိန်ဆိုဒီမှာပြည်နယ်တိုင်းဒေသကြီးမြို့နယ်အလိုက်လွန်ခဲ့သည့်တစ်ဆက်နှစ်အတွင်းရွာသွန်းခဲ့သည့်မိုးရေချိန်များကိုပြင်းမြှခြင်းတွေ့ချက်ရရှိသည့်မိုးရေချိန်လက်မှသို့မဟုတ်မီလီမီတာဖြစ်ပါသည်ဆိုဆုမြင့်ရက်ပေါင်းဆိုဆုမြင့်ရက်ပေါင်းကိုရရှိရန်လွန်ခဲ့သောတစ်ဆက်နှစ်အတွက်မိုးရေချိန်စည်ရင်းများမှမိုးရေချိန်တုံညတသမတတုံညတ လက်မသို့မဟုတ်1.54မီလီမီတာရွာသွန်းသောရက်ကိုစွတ်စုံမြဲရက်တရက်ဟုတတ်မှတ်၍ပြဲမြှခြင်းတွက်ချက်ရရှိသည့်ရက်ပေါင်းဖြစ်ပါသည်စွတ်စုံသောရက်ပေါင်းကိုမိုးလေဝသစခန်းမှစရင်ရရှိနိုင်ပါသည်ရရှိပါကရင်းစရင်တိုင်းထည့်သွင်းရပါမည်မရရှိပါကမိုးရေချင်းတုံညတသမတတုံညလက်မသို့မဟုတ်1.54 မီလီမီတာရွာသွန်းသောရက်ကိုစွတ်စွတ်သောရက်တရက်ဟုတတ်မှတ်၍ထည့်သွင်းဖော်ပြရပါမည်